လုံးဒီနေ့ကျွန်တော်အနေငယ်ပြောပြဆရာရှိပါတယ်လို့အဲ့ဒါကပါလဲဆိုလို့ရှိရင်ကျွန်တော်ခရိယံဘာသာနဲ့ဗုဒ္ဓဘာသာရဲ့ခံယူချက်အရေးကြီးတဲ့ခံယူချက်တစ်ခုဖြစ်တယ်။နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှအနေငယ်မတူညီတဲ့အချက်နဲ့တူညီတဲ့အချက်လေးတွေကိုအနေငယ် ဖျားဝေပေးချင်တာဖြစ်ပါတယ်ဆိုတော့ဗါလဲဆိုလို့ရှိရင်ကာမဝါဒတန်တရာတန်တရာရေဝတ်လေခြင်းရေလို့ခေါ်တဲ့ကာမဝါဒအနတ္တဝါဒပေါ့နော်အနတ္တဝါဒနဲ့ဖန်ဆင်းရှင်ဝါဒလို့ခေါ်တဲ့အတ္တဝါဒဟာဘာတွေခြားနာချက်ရှိပြီးတော့ဘယ်နေရာတွေမှာအတူမြင်ချက်ရှိပါတယ် ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အနေငယ်ပြောပြချင်တယ်ဆိုတော့ပရမဥစွာကျွန်တော်ကာမဝါဒခေါ်တဲ့တန်တရားလေချင်းဝတ်လေချင်းဆိုတဲ့အနတ္တဝါဒเนาะရဲ့အကြောင်းကိုအနေငယ်ပြောပြချင်တယ်အနတ္တဝါဒရဲ့အကြောင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဘာကိုတွားတွေ့ရတယ်လဲဆိုလို့ရှိရင်ဘာကြောင့်တို့တို့ဒီက သူတို့ကူးကိုတဲ့ဖရားကြီးရဲ့တွင်တင်ချက်တီတရားဒီကိုအာထုတ်ကြတယ်လေကိုးကိုကြတယ်လေစီးကကြတယ်လေသူတို့တရားဒီကိုလိုက်လျှောက်ကြတယ်လေပေးကမ်းကြတယ်လေလှူဒန်းကြတယ်လေလို့ပြောမယ်ဆိုလို့ရှိရင်ဘာသာရေးရဲ့သူတို့ဖရားရဲ့တွင်တင်ချက်သူတို့လိုက်လျှောက်ခြင်းရဲ့အဓိကရည်ရွယ်ချက်တီအနတ္တလို့ခေါ်တဲ့နိဗ္ဗာန်ကိုရောက်ခြင်းလို့ဖြစ်တယ် အဲ့ဒီနိဗ္ဗာန်ကိုရောက်ပြီးတဲ့အခါမှာအဲ့ဒီနိဗ္ဗာန်ဒီကလုံးဝတန်တရားလေခြင်းထဲမှာမပါဘူးဆိုတာကျွန်တော်တွေ့ရတယ်။ဆိုတော့အဲ့ဒီနိဗ္ဗာန်ရဲ့ကိုကျွန်တော်တေချာပြန်မှအစစ်စေးကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့အ net အမှန်ကတော့လုံးဝသာဝရကြောက်ကိုခြင်းတို့အဓိပ္ပာယ်ရတယ်။သာဝရကြောက်ကိုသွားခြင်းတို့အဓိပ္ပာယ်ရတယ်။ဆိုတော့ သာဝရမရှိခြင်းကိုခေါ်တာကိုကျွန်တော်တွေ့ရတယ်။ဒီထဲမှာကျွန်တော်ဘာကိုအဓိကဆိုလိုချင်တယ်လဲဆိုလို့ရှိရင်သာဝရဆိုတဲ့စကားလုံးကိုစဉ်းစားစေချင်လို့ဖြစ်ပါတယ်။ဆိုတော့ဗုဒ္ဓဘာသာမှာဗုဒ္ဓမြတ်စွာဘုရားရဲ့တွင်တင်ချက်မှန်တည်းမြတရားအားလုံးကိုလိုက်လျှောက်တဲ့ရည်ရွယ်ချက်ဒီ37ပုံလို့ခေါ်တဲ့တန်တရာကြီးဒီထဲမှာ မလဲခြင်းတို့ဖြစ်တယ်။လုံးဝလုံးဝသာဝရပျောက်ကွယ်ခြင်းတို့အဲ့ဒီတရားတွေကိုလိုက်လျှောက်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဆိုတော့ကျွန်တော်တို့ခရစ်ယာန်ဘာသာအရကဩဖန်ဆင်းရှင်လို့ခေါ်တဲ့အတ္တဝါဒယုံကြည်ချက်မှာကဩဘာကြောင့်ယေရှုခရစ်တော်ရဲ့တရားကိုဘာကြောင့်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုယုံကြည်ကြတယ်လဲ လက်ခံကြတယ်လေယေရှုခရစ်တော်တရားကို ဟောပြောကြတယ်လေကျင့်သုံးကြတယ်လေလို့မိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာလေထာဝရလို့ခေါ်တဲ့ဩချင်းနာချင်းတေချင်းမရှိတဲ့ကောင်းကင်နိုင်ငံဖယားတခင်ကိုယ်တိုင်စံမြန်းတဲ့နိုင်ငံကိုကျွန်တော်ကဝန်စားခြင်းလို့ဖြစ်ပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်ရှင်တွေးပြမပြောရမယ့်စကားလုံးရှိပါတယ် ဗုဒ္ဓဘာသာမှာလဲသာဝရပျောက်ကွယ်ခြင်းကိုတန်တာပြီးမှရှားဖွေပြီးမှအဲ့ဒီနေရာကိုရောက်ချင်လို့တရားကျင့်ကြံတာဖြစ်တယ်ဒီဖက်မှာလည်းပဲသာဝရလို့ခေါ်တဲ့အသက်ရှင်ခြင်းသာဝရအသက်ရှင်ခြင်းကိုလိုချင်လို့ဖြစ်တယ်။ဦးချင်းနာချင်းတေချင်းမရှိတဲ့ပျော်ရွှင်စရာကောင်းတဲ့နေရာနော်ဖယားခင်စာမြန်းတဲ့နေရာမှာ ရားနဲ့အတူအသက်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ကလည်းယေရှုခရစ်တော်တရားရဲ့တွင်တင်ချက်တွေကိုကျွန်တော်ကလှုပ်ဆောင်ရခြင်းဖြစ်တယ်။ယုံကြည်ရခြင်းဖြစ်ပါတယ်။ဆိုတော့ဒီထဲမှာကျွန်တော်အနေငယ်ကျမ်းပိုက်တစ်ခုကိုကျွန်တော်ဖတ်ခြင်းနဲ့ရှင်ယောဟန်အခန်းကြီး6အငယ်59ထဲမှာပြောထားလေဆိုလို့ရှိရင်ငါမှန်ဆိုဒီကတဲ့ငါကိုယုံကြည်တော်သူဒီသာဝရအသက်ကိုရ၏ ဖယားခင်ကိုတိုင်ကကျွန်တော်ကိုဂတိပေးထားလို့ဖြစ်တယ်ဖယားခင်ကိုတိုင်ကအဲ့ဒီကောင်းကင်နိုင်ငံမှာတကယ်ပဲတင်တော့ကိုငါခေါ်မယ်ငါကိုယုံကြည်ရင်တင်တော့ကိုငါခေါ်မယ်လို့ဂတိပေးထားတာကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့အာကျွန်တော်ရှင်လုကအထဲမှာကျွန်တော်ဘာကိုထပ်တွေ့ရတယ်လဲဆိုလို့ရှင်ရှင်လုက78 29ထဲမှာလဲဘာကိုထပ်တွေ့ရတယ်လဲဆိုတော့ကိုတော်ကလည်းလူမတတ်နိုင်တော့အမှုကိုဖျားခင်တတ်နိုင်တော်မူ၏ဟုမိတ်တော်မူ၏ယေရှုခရစ်တော်ကပြောတယ်လူမတတ်နိုင်တဲ့အရာငါဖျားတတ်နိုင်တယ်ပြောတာကျွန်တော်တွေ့ရတယ်ယောမ6အငယ်23မှာလဲဘာကိုထပ်မှမပြောထားတယ်လဲဆိုလို့ရှိရင်ကျွန်တော်ကျမ်းစာအရပြောရမယ်ဆိုလို့ရှိရင်ယောမ6အငယ်23ထဲမှာ ဘာကိုပြောတယ်လဲဆိုတော့ရှင်အပြစ်တရားဤအခါကတည်ခြင်းပေသည်ဖယားခင်ပေတော်ဂျေစုတော်ကငါတို့တခင်ယေရှုခရစ်အဖြစ်သာဝရအသက်ပေသည်လို့ပြောတယ်ဒီမှာယေရှုခရစ်တော်ပေတဲ့အရာကသာဝရအသက်ဖြစ်တယ်လုံးဝအပေငရေသေးကိုမရောက်ချင်းကိုခေါ်တာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ခရစ်ယာန်ဘာသာမှာဆိုလို့ရှင်တော့ ကျွန်တော်လိုချင်တာကထာဝရအသက်ရှင်ခြင်းအဲ့ဒီအသက်ထာဝရအသက်ရှင်ခြင်းထဲမှာကျွန်တော်လိုချင်တာကအိုချင်းနာချင်းတည်ချင်းမရှိတဲ့ဖယားသခင်ကိုယ်တိုင်စာမြန်းတဲ့ကောင်းကင်နိုင်ငံဝန်ဆားခြင်းတင်ဝန်ဆားခြင်းလို့ဖြစ်တယ်အဲ့ဒီနေရာကိုမဝန်ဆားဘူးဆိုလို့ရှိရင်ထာဝရအပင်ငရဲ့ထဲကိုဝန်ဆားရမှာဖြစ်တယ်ဒါကဖယားသခင်ရဲ့ဂတိတော်စကားအဖြစ်ကျွန်တော်ကယုံကြည်ပြီးမှ ဒီကနေ့သာဝရဖရာကိုယေရှုဖရာကိုကိုးကွယ်ခြင်းဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။ပြီးလို့ရှိရင်ဒီဖက်ကဗုဒ္ဓဘာသာရဲ့ယုံကြည်ခြင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လေသာဝရပျောက်ကွယ်ခြင်းတည်းရှိပြီးမှဘာမရှိဘူးလို့ဆိုတော့သာဝရအသက်ရှင်ခြင်းကမရှိဘူးဆိုတာကျွန်တော်တွေ့ရတယ်။သူတို့ကဘာသာတန်တရားလည်ခြင်းမှာပဲအဆုံးတတ်တယ်။သူတို့မှာတန်တရားမလည်ခြင်းတဲ့အတွက်ကြောင့်သာဝရပျောက်ကွယ်ခြင်းလို့ဖြစ်တယ် အတတရကသာဝရပျောက်ကွယ်ခြင်းကိုလိုချင်လို့သူတို့ရဲ့တရားကိုအားထုတ်တာဖြစ်တယ်။အဲဒါကြောင့်ဒီကနေ့ကျွန်တို့ပြောပြခြင်းတဲ့အဓိကအကြောင်းရင်းကပါလဲဆိုလို့ရှိရင်တော့ကျွန်တို့ရဲ့ရှားတဲ့အရာတူတယ်။အဲ့ဒါကပါလဲဆိုသာဝရအရာဖြစ်တယ်။ကျွန်တော်တို့ကသာဝရအသက်ရှင်ခြင်းကိုရှားတယ်။သူတို့ကတော့သာဝရပျောက်ကွယ်ခြင်းကိုရှားတာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့ ကိုးကွယ်တဲ့ပုံစံမတူပေမဲ့ခံယူတဲ့ပုံစံမတူပေမဲ့ကျွန်တော်ရှာတဲ့အရာကလည်းမတူပေမဲ့တူနေတဲ့အချက်ကသာဝရဖြစ်တည်ခြင်းဖြစ်တယ်။သာဝရပြောက်ကွယ်ခြင်းဖြစ်တယ်။သာဝရတည်ရှိခြင်းဖြစ်တယ်။ဒါကြောင့်ဒီကနေ့ယေရှုခရစ်တော်ရဲ့တရားကတော့ယေရှုဖရာကိုယ်တိုင်ကကျွန်တော်ကိုအာမခံပေးလို့အနတ္တဝါရမှာဆိုတော့သာဝရတည်ရှိခြင်းအသက်ရှင်ခြင်းကို ရှာဖွေယုံကြည်ကိုးစားခြင်းဖြစ်တယ်ဆိုရလေးကိုအနေငယ်ဖော်ပြခြင်းသာဖြစ်တဲ့ရောက်စီတိုင်းဖြာရှင်ကောင်းချီးပေးပါစေအာမင်